thank uh you -huh. မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်တောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရက်ခွင်အမှုရင်ဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူလူကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနသို့ပေါကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်တောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တရက်ခွင်အမှုဆိုင်နေရတဲ့ CCTV မှတ်တမ်းဗီဒီယိုနဲ့လူလူကောင်းဆောင်ရဲ့ထောင်တွင်းနေစဉ်နေထိုင်မှုမှတ်တမ်းများ Guardian သတင်းဌာနကိုပြည်သူရင်ခွင်အဖွဲ့မှတစဉ်ပေါကြားလာတယ်လို့အဆိုပါသတင်းဌာနကသတင်းဖော်ပြပါရယ်မြမတရက်ခွင် ်အတွင်းဒေါ်မောင်ဆန်းစုကြည်ရဲ့ရှာရှာပါပါဗီဒီယိုဖိုင်နဲ့သူမရဲ့နေ့စဉ်အကျဉ်းထောင်များဆိုင်ရာအသေးစိတ်မှတ်တမ်းတွေကို Guardian ကရရှိခဲ့ပြီးအသက်80ပြည့်မွေးနေ့နီးကပ်လာချိန်မှာဖြုတ်ချခံခဲ့ရတဲ့အရသာကောင်းဆောင်ရဲ့ဘဝအကြောင်းကိုတစိတစောင်းဖော်ပြထားပါတယ်။ Guardian ကဖော်ပြထားတဲ့ CCTV မှတ်တမ်းဗီဒီယိုတွေက2022ခုနှစ်ဩဂုတ်လနဲ့ဒီဇင်ဘာလအတွင်းဖြစ်ပြီးတမရအဝင်မြင့်နဲ့ဒေါအောင်ဆန်းစုကြည်တို့တရက်ခွေမှာအမှုရင်ဆိုင်နေရတဲ့မြင်ကွင်းတွေကိုပြသထားတာပါဒေါအောင်ဆန်းစုကြည်ရဲ့အကျဉ်းထောင်တွင်နေ့စဉ်နေ့တိုင်းမှုမှတ်တမ်းများမှာသူမတနေ့တာမှာမနက်6မိနစ်30မှစတင်ပြီးည7မိနစ်30မှပြီးဆုံးတယ်လို့ဖော်ပြထားပါတယ်ဒေါအောင်ဆန်းစုကြည်ကမနက်တိုင်းတနားရီကျော်တရားထိုင်ပြီးညနေတိုင်း၄ချိန်ခန့်အဖြစ်အခန်းတွင်လမ်းလျှောက်ကြောင်းနေ့စဉ်ပရိသတ်ကြောင်းသိရပါတယ် မှတ်တမ်းတစ်ခုမှာနီလင်စာပြည့်ထမင်းနှစုံကြက်သား၅သားလုံးဟင်းကျိုးချောကလက်နှစ်ခုငကမောက်သည့်အနေငယ်တို့ကိုစားသုံးကြောင်းပုံမှန်အားဖြင့်ဒေါအောင်ဆန်းစုကြည်ကအစားနေပြီးမနက်စာအတွက်ကြက်ဥကျော်နီလင်စာအတွက်ထမင်းအနေငယ်နဲ့အသားနဲ့ငါးတို့ကိုစားကြောင်းညစာအတွက်ပေါင်မုတ်စားကြောင်းရှိသားထားပါတယ်ဒေါအောင်ဆန်းစုကြည်ကစစ်အာဏာသိမ်းချိန်2021ခုချိန်ကစစ်တပ်ကထုတ်ဝေတဲ့သတင်းစာတွေကိုဖတ်ရှုနေရှိကြောင်းသိရပါတယ် 2024ခုနှစ်အစောပိုင်းဒေါအောင်ဆန်းစုကြည်ကိုမြင်တွေ့ရတဲ့အချင်းဦးစီးဌာနသတင်းရင်းမြစ်ကသူမရဲ့အတန်နဲ့လမ်းလျှောက်ပုံကမပြောင်းလဲပါဘူးသူမစပင်မှာ ပန်းပန်နာမရှိတော့ဘူးလို့ဆိုထားပါဗျ။နောက်ထပ်တစ်ပုတ်အနည်းနဲ့စစ်ကောင်စီကနန်းစီဒီယံဝန်ထမ်းများကိုနိုင်ငံသားပညာသင်စေလွှမှုတင်းကျပ်ကန့်သတ်အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်တွေအတွက်ပြည်ပကိုမလွတ်ရန်ညွှန်ကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီကနန်းစီဒီယံဝန်ထမ်းများကိုနိုင်ငံသားကိုပညာသင်စေလွှမှုတွေကိုတင်းကျပ်ကန့်သတ်ဖို့အမိန့်ထုတ်လိုက်ပြီးမြန်မာနိုင်ငံမှာတင်ကြားနိုင်တဲ့ဘာသာရပ်တွေအတွက်ပြည်ပကိုတွားရောက်မှုတွေစစ်စစ်ဖို့ညွှန်ကြားလာကြောင်းဝန်ထမ်းအတိုင်းဝိုင်းနဲ့စစ်ကောင်စီရဲ့ထုတ်ပြန်လာတဲ့အမိန့်တွေရသိရပါတယ်။အကြံဖတ် စစ်ကောင်စီက2025ခုနှစ်မတ်လ26ရက်နေ့မှာနိုင်ငံခြားပညာတော်တင်စီစစ်ရွေးချယ်စစ်လွှင့်ကော်မတီရဲ့လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်များပြင်ဆင်ထုတ်ပြန်ခြင်းအမိန့်တစ်ခုကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီအမိန့်မှာနန်စီဒီယံဝန်ထမ်းများကိုပြည်ပကိုစီလွှင့်မှုတွေနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်ကန့်သက်လာခြင်းဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံဝန်ကြီးဌာနတွေနဲ့အဖွဲ့အစည်းတွေမှာနန်စီဒီယံဝန်ထမ်းတွေကိုတိုင်းရိုက်ပြည်ပကိုပညာတော်တင်စီလွှင့်ခွင့်မရှိဘဲနိုင်ငံခြားပညာတော်တင်စီစစ်ရွေးချယ်စစ်လွှင့်ရေးကော်မတီကခွဲဝေပေးတဲ့ပညာတင်စုတွေနဲ့တာနိုင်ငံခြားပညာတင်စီလို့ရမှာ မှာဖြစ်ကြောင်းသိရပါဗျ။ နန်းစီလီယံဝန်ထမ်းတွေကိုပြည်ပကိုပညာတော်တင်စေလို့ရမှာစစ်ကောင်စီကစိန်ကြခန့်စေလို့မယ်ဆိုပါကဗန်နိုင်းဝန်ကြီးဌာနရဲ့အတောင်းစီစစ်စစ်ချက်ရရှိပြီးမှသာကော်မတီကပညာတင်စေလို့ရမှာဖြစ်ကြောင်းပညာတင်စေလို့ရမှာစေလို့မယ်နန်းစီလီယံဝန်ထမ်းတွေကဝန်ကြီးဌာနကချမှတ်ထားတဲ့စီကဲမူဝါဒလမ်းညွှန်ချက်တွေနဲ့ကိုက်ညီသူဖြစ်ရမှာဖြစ်ပြီးကိုက်ညီမှုရှိမရှိကိုလည်းစစ်ဆေးရမှာဖြစ်ကြောင်းဒါအပြင်ပညာတင်စေလို့မှုကိုလည်းလာစဉ်တလတစ်ကြိမ်စစ်ကောင်စီထံကိုအစီရင်ခံတင်ပြရမှာဖြစ်ကြောင်းသိရပါတယ် စစ်ကောင်စီလက်အောက်ခံစစ်တပ်မှစစ်မှုထမ်းတွေကိုပြည်ပကိုစေလွတ်မယ်ဆိုရင်ကာကွယ်ဝင်ကြီးဌာနရဲ့သဘောတူညီချက်ရရှိမှသာပြည်ပကိုစေလွတ်ရေးကိစ္စကိုဆက်လက်ဆောင်ရွက်ရမှာဖြစ်ကြောင်းလည်းတင်ကြပ်ထားပါတယ်။အထူးသဖြင့်ပြည်ညာတို့တင်စေလွတ်ရမှာနိုင်ငံခြားတိုင်းပြည်တွေကရွေးချယ်စီစစ်အဆိုပြုလာတဲ့ပုံကိုကိုစေလွတ်ရန်အဆိုပြုလာခြင်းကိုခွင့်မပြုဖို့စီစစ်ဆောင်ရွက်ရမှာဖြစ်ကြောင်းနန်းစီရီယံဝန်ထမ်းများအနေနဲ့ဝင်ကြီးဌာနရဲ့ကြိုတင်ခွင့်ပြုချက်မရှိဘဲပြည်ညာတင်စုလျှောက်ထားခွင့်မရှိကြောင်းသိရပါတယ်။မြန်မာနိုင်ငံရှိပြည်ညာရေးဌာနတွေကတင်ကြားပေးနိုင်တဲ့ဘာသာရပ်တွေအတွက် သက်ဆိုင်ရာပြည်နာစုစင်ဖွဲ့စည်းတွေနဲ့ဝန်ကြီးဌာနတွေကအတူလိုအပ်တဲ့ထောက်ခံချက်ပါရှိရဲမဟာပွဲတင်နန်းတက်ရောက်ခွင့်တွေကိုစီစီခွင့်ပြုဖို့စစ်ကောင်စီကညွှန်ကြားလာကြောင်းသိရပါတယ်။ ဒီနိုင်ငံမှာတင်လို့ရတဲ့ဘာသာရပ်ဆိုရင်ဝင်ကြီးဌာနကအထူးလိုအပ်ကြောင်းထောက်ခံချက်မတင်ပြနိုင်ရင်ပြည်ပကိုစေလွတ်ပညာသင်ခွင့်မပေးတော့ဘူးအဲ့ဒီစီမင်းကြောင့်ပညာသင်စုတော်တော်များများကန့်သက်ခံနေရပါတယ်ဒီမှာကတင်လို့ရတယ်ဆိုတာခေါင်းစဉ်ပဲရှိတာထဲထဲဝင်ဝင်ကြတော့အဲ့လောက်ကြီးမလုံနိုင်တဲ့ဘာသာရပ်တွေများပါတယ်လို့နေပြည်တော်ဝန်ထမ်းရွေးချယ်လေးချင်ရေးဖွဲ့မှရရှိတောင်းကသုံးသပ်ပြောဆိုပါတယ်ပြည်ပမှာပညာသင်ရောက်ရှိနေတဲ့နန်းစီရီယံဝန်ထမ်းတွေအနေနဲ့မဟာဘွဲ့နဲ့ပါရဂူဘွဲ့တွေအတွက်ပညာသင်ကာလတိုးမြှင့်လိုပါကတစ်ချိန်လင်းအနည်းဆုံး6လနဲ့စုစုပေါင်းများဆုံးတစ် နစ်သာတိုးမြင့်ခွင့်ပေးရမယ်လို့စစ်ကောင်စီကအမိန့်ကတ်သက်ချက်ထုတ်ပြန်ခဲ့တဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ တန်ကုန်ပြည်လန်စကွင်းတာဆောင်တိုက်ပွဲမှာတာယာဝတိခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းနဲ့စစ်အင်ဂျင်နီယာဗိုလ်မှူးတအုပ်တို့တင်ဆောင်ပြီးမေလာမှာတိုက်ပွဲများပြင်းထန်တွေကစစ်တပ်ဘက်မှတည်ဆောက်မှုများပြားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းမေလာမြို့နယ်ရန်ကုန်ပြည်လန်ပြီးစကွင်းတာဆောင်တိုက်ပွဲမှာတာယာဝတိခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဒုတိယဗိုလ်မှူးကြီးစောမျိုးဝင်းနဲ့ဗိုလ်မှူးတအုပ်တင်ဆောင်သွားတယ်လို့စစ်ရေးတင်အရင်မြစ်တွေကပြောပါရယ်။ ဇွန်လ16ရက်နေ့ညနေ4:00နာရီကန်ချိန်မဲလာမြို့နယ်အုတ်တွင်းရာနီးရှိအကျန်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆောင်စစ်စေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေကစတင်တိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီထိတွေ့တိုက်ပွဲအတွင်းတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တဲ့ဒုတိယပုံမူကြီးဇော်မျိုးဝင်း DSDA Bastin 9နဲ့အုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူ DSDA အပတ်စဉ်7တို့တည်ဆောင်းသွားခဲ့တယ်လို့စီရင်တဲ့အရေးမြစ်တွေကဆိုပါတယ်တိုက်ပွဲအတွင်းအကျန်းဖက်စစ်ကောင်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်မျိုးဘက်ရှိမင်္ဂလာဆောင်မှပြန်လာရင်ပြည်သူတို့ ုံးတည်ဆုံးခဲ့ပြီးရုပ်လောင်းများကိုလက်ရှိချိန်ထိကောက်ယူနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။တပြိုင်နက်တည်းမနေ့ကညနေ၄နာရီခန့်ကျော်ချိန်မင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်လန်းနယ်ပဲခူးယူမှကြားရှိနေရနှစ်ခုမှလည်းအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုအကြမ်းဖက်စစ်တပ်ဘက်မှစစ်ကူစစ်ကြောင်းတွေပါရောက်ရှိလာတာကြောင့်တိုက်ပွဲများလက်ရှိအချိန်ထိဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါတယ်။ အလားတူဇွန်လ18ရက်နေ့မနက်နှစ်နာရီခန့်ချိန်မင်းလမြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွားရာနေရာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးရီနေရှင်တန်ပစ်ခတ်ခဲ့ရာဖားလီကွင်းမြောက်စုရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးအသက်80ရွယ်ငိမ့်စာကျောင်းဆရာမကြီးဒေါ်တင်ကြီးလက်နက်ကြီးကြီးထိမှန်ပြီးတိဆုံးခဲ့ကြောင်းတင်ရွာရဲနေထိုင်သူမခိုင်တင်းကြီးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရတယ်။ဒီကနေ့နေ့လယ်ပိုင်းမှာမင်းလမြို့နယ်လက်ဆက်ရွာမှာပြည်သူပိုင်ဖောကားကိုချောဆွဲပြီးတာလင်းရွာကိုရောက်လာတဲ့ပြူစောတီမီနဲ့တော်လိုင်းတပ်ဖွဲ့များနဲ့ထပ်မံတိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါရတယ်။တိုက်ပွဲနေရာတွေက နေရာ၃နေရာလောက်မှာဖြစ်နေတယ်ဒီကနေ့မနက်ပိုင်းလဲဆက်ဖြစ်နေတော့မယ်အခုတိမပြီးသေးဘူးရန်ကုန်ပြည်လန်းကိုလည်းပြည်သူတွေမသွားဖို့ပြောချင်တယ်စစ်ခွေးတွေကထိခိုက်သေးဆုံးမှုတော်တော်များတယ်တည်ဆုံးနေတယ်မှာဖြူဟာမှုပါတယ်လို့သိရပေမဲ့အတီတော့မပြုတ်နိုင်သေးဘူးတေတာကစစ်ခွေးဘက်ကတော်တော်များတယ်တိုက်ပွဲအတွင်းမှာပြည်သူတွေလည်းထိခိုက်သေးဆုံးမှုရှိတယ်လက်ရှိမဲလာမျိုးနယ်ကတိုက်ပွဲချင်းကြီးကြောင့်တရက်တပင်အထက်ကကျောင်းပါဝင်ကျောင်းတချို့ပါပိန်လိုက်ရပြီလို့ PDF စီရင်တဲ့ရင်မြစ်ကရှင်းလင်းပြောဆိုပါတယ် ပဲခူးတိုင်းတွင်မင်းလာမြို့နယ်ရှိတိုက်ပွဲဖြစ်ပွားရာနေရာများစုမှာ PDM များစုမှုထားပြီးစစ်ကောင်စီတပ်ကမြို့နေရာကွက်ကွက်မှာသာတပ်ဆွဲထားနိုင်ကြောင်းဒေသခံပြည်သူတို့ကပြောပါရယ်။နောက်ထပ်တပုတ်အနည်းနဲ့ဖားကတ်မြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်ဘက်မှဗိုလ်မှူးဖြိုးစော်တပ်အပါဝင် စစ်ကောင်စီတပ်သား22ဦးသေဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဖားကတ်မြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ဘက်မှဗိုလ်မှူးဖြိုးစော်တပ်အပါဝင်စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်း KIA စီရင်သတင်းရင်းမြစ်တွင်ကပြောပါရယ်။ဇွန်လ18ရက်နေ့မှာဖားကတ်မြို့မှာတိုက် က်ပွဲနဲ့နေရဖြစ်ပွားခဲ့ပြီးမော်စီစာဖျားကုန်းမှာတက်ဆွေးထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA PDF ပူးပေါင်းတပ်ဖွဲ့ကတွမ်းရောက်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ရဲ့တမ33လက်အောက်ကန်စီပြူဟာအထိုင်စခန်းမှာဂျီဒူအစင်ပုံမှုဖြိုးစော်တဲ့စစ်ကောင်စီတပ်သား22ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဒီကနေ့တိုက်ပွဲမှာတမ33လက်အောက်ကန်ကန်စီပြူဟာအထိုင်စခန်းကဂျီဒူအစင်ရှိတဲ့ပုံမှုဖြိုးစော်တဲ့စစ်ခွေး22ကောင်သေဆုံးတယ်လို့အတည်ပြုနိုင်ခဲ့ကြောင်း KIA စီရေးတဲ့ရင်မြစ်ကပြောပါရယ် တားအပြင်ဖားကံမော်ဝမ်လီရွာဖခင်เจ้าမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုလည်း KYI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတောင်းရောက်တိုက်ခိုက်နေကြအောင်အဆိုပါစစ်တပ်စစ်ကြောင်းမှာမော်ဝမ်လီကြီးရွာကိုမကြသေးခင်ကမှာစစ်ကြောင်းထုတ်ဝင်ရောက်တဆွဲခဲ့တာဖြစ်ကြောင်းလက်တလောမော်ဝမ်လီနဲ့မော်ဝမ်ကြီးရှိပြည်သူများစစ်ပေးရှောင်ပြေးနေရကြောင်းဒေသခံပြည်သူတွေစီကသိရပါရယ်လလောစိန်တော်ဖားကံမှာနဲ့နေရတိုက်ပွဲပြင်းထန်တဲ့ဒီမိုးကောင်းအခြေဆိုင်အမှတ်၃ချင်းလင်းတက်မှာအဲ့ဒီစစ်ကြောင်းကဖားကံရောက်လာခဲ့တာတမဟာမှုပုံမှုကျုပ်စော်လက်ဦးဆောင်နေစစ်ကြောင်း ရောက်လာကလေးကနေအဲ့ဒီစစ်ကြောင်းကဖားကံပြည်သူအယောက်30ကျော်ကိုနှိပ်ဆက်တပ်ဖြတ်ထားပြီးလောလောဆယ်ဖားကံပြည်သူတွေကအဲ့ဒီစစ်ကြောင်းရောက်လာတဲ့အတွက်စိုးရင်ထိတ်လန့်နေရတယ်။အဲ့ဒီစစ်ကြောင်းရောက်လာကြတဲ့ကနေဖားကံကကြောင်စင်းလောက်ကွက်ကုမ္ပဏီတွေမိရှို့တဲ့ပြည်သူကိုတပ်ဖြတ်တဲ့အကြမ်းဖက်မှုတွေနေတိုင်းလှုပ်ဆောင်နေရလို့ဆိုပါတယ်။ အကြံဖက်စစ်တပ်ရဲ့မိုးကောင်းချေဆိုင်မှတ်သုံးချိန်လင်းတက်မဟာမစစ်ကြောင်းကဖားကတ်မြို့ကိုမီလာနောက်ပိုင်းကလေးကစတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီးအခုခါရက်20နီးပါးရှိနေပြီဖြစ်ပြီးနေတိုင်းနီးပါးတိုက်ပွဲများဖြစ်ပွားနေရလို့သတင်းမှဖော်ပြပါရှိပါရရှင်။